ကကျွန်တော်တော့အဖေကိုတတိယရင်ဘာလို့ဖြစ်လဲဆိုတော့ဟိုကျွန်တော်ကားပေါ်မှာဆိုရင်အဖေတချင်းလေး selection လုပ်ပြီးတော့လေအမြဲတမ်းဖွင့်ပြတယ်ကဲတင်မဲဒီလက်မြန်းနေဒါဟာဝိတရားပဲဒီဘောလုံးအိမ်မှာရှိတဲ့ပစ္စည်းတွေအခွေတွေသူကရှင်းမြအကိုအိမ်ထဲမှာသူ့လက်ရာတွေကြီးပဲလေဗဒီကားတွေဘာညာဆိုတော့ဟိုအိမ်မှာနေသူ့ကိုတတိမရတဲ့ရက်ကိုမရှိသလောက် စကားတွေကလည်းအများကြီးပဲသူကမရှိတော့ဘူးလေဆိုတော့တခါလေကြာရင်အဲ့လိုမျိုးအိမ်မက်တီပိုင်းမက်သူပေါ့အခုနာပြောတဲ့ post it နဲ့ဟာလို့လေအဲ့လိုမျိုးဆိုရင်တော့တော်တော်လေးသင်္ကောင်းဖြစ်တာကျက်သိန်း30ချိမြင်ပေးမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ဟိုပါပေါ့ကျွန်တော်နိုင်ငံကူသားပြုအနေနဲ့ကတော့ ဒါတော့စီကိန်းကောင်းစေအောင်ပါဘောเนาะအရင်တော့လည်းတော့ပြန်မှုပါလေဆေးလူရှားတော့မပြောနိုင်ပါဘူးအဓိက focus ကတော့အဲဟိုဘလူနိုင်အောင်ကစားမလဲဆိုတာပဲတွေးနေရတယ်အကျဉ်းသားရောသိမတွေးပြတော့ပါဘူးအမေကတော့ဟိုပါပေါ့နော်အဖေနဲ့ကတော့ ကိုကိုတိုင်လည်းဟိုကလေးရလာတဲ့အချိန်ကျတော့ပို့ပြီးတော့အဖေမြတ်တာကိုတိတာပေါ့နော်အရင်ဆိုအမေပဲခေါင်းထဲမှာရှိရတယ်ဘယ်လိုမျိုးအဖေခေါင်းထဲမှာလိုအပ်မရှိတာမဟုတ်ဘူးဒါပေမဲ့အဖေရုံးကန်ပြီးရတဲ့အားတွေကိုတိတ်မမြင်ဘူးပေါ့နော်ဘောပေါ့ပဲအခုမှပြောစရာစကားတွေကလည်းအများကြီးရှိမယ်သူကမရှိတော့ဘူးလေဆိုတော့တခါလေကြာရင်အဲ့လိုမျိုးအိမ်မက်ဒီဘိုင်မက်တူပေါ့အခုနာပြောရဲ post it နဲ့ဟာပြီးလေအဲ့လိုမျိုးဆိုရင်တော့တော်တော်လေးသိမောင်းဖြစ်တာပျော်တာပျော် ြစ်လဲဆိုတော့ဟိုကျွန်တော်ကားပေါ်မှာဆိုရင်အဖြစ်တစ်ချင်းလေး selection လုပ်ပြီးတော့လေအများရင်ဖွင့်ပြတယ်သူတတိယရဲ့လည်းမျိုးအိမ်မှာလည်းဟိုအကုန်လုံးအိမ်မှာရှိတဲ့ပစ္စည်းတွေအခွေတွေသူကရှင်းပြအကိုအိမ်ထဲမှာသူ့လက်ရာတွေကြီးပဲလေဗဒီကားတွေဘာညာဆိုတော့ဟိုအိမ်မှာနေသူ့ကိုတတိမရတဲ့ရက်ကမရှိသလောက်ပဲသူ့လက်ရာတွေပဲဟိုအိမ်မှာ get to me deal 60ကျော်မှစုံရပါတော့ဒါပေမဲ့အခု तू နှစ်60ပြည့်တော့ကတော့ရှိုးဝဲတဝဲလုတ်ခက်လိုက်သေးတယ်ကျွန်တော်တော့တပုတ်ဝင်းစုံလိုက်သေးတယ်တပုတ်ဆိုတပုတ်ဒီအမတ်တရလုတ်ပေးလိုက်သေးတယ်ဘယ်လိုပေါ့အဖေကကြတော့လေ तू ကဟိုတိတ်ပြီးတော့ဟိုပွဲတိုင်းမှာ तू တိတ်ကြရလိမ့်မရှိဘာလို့လဲဆို तू तू အနုပညာမာနတော်တော်ကြီးတယ် तू ဟိုဘယ်လိုမျိုးပေါ့ဟိုဟို D1 तू ကကိုယ်တိုင်လည်း player တယောက်ဖြစ်တဲ့အချိန်ကြတော့ ဟို DY အဆင်မပြေတာဖြစ်ဖြစ်စီကံမရှိတာတို့ဘာလို့တခုခုပေါ့ तू မကြိုက်တာမရှိနေအဲ့လိုကိုမလုပ်ပတ်စံနဲ့ဘယ်တော့မှ तू ကဟိုမဆုံးဖြတ်ဘူး तू ကအဲ့လိုမျိုးကြတော့အနည်းငယ်မှန်းတော့အရန်ကြီးတဲ့ချိန်ကြတော့တိတ်မတွေ့ရတာပေါ့လေငါမဆိုလဲဖြစ်တယ်မလုပ်လဲရတယ်လာလုံးပြပြီးသွားပြီဆိုပြီးတော့မှမလုပ်တော့တာလည်းပါတယ်အဲ့လိုစဉ်းစားမှုတယ်ဒါပေမဲ့မလုပ်ဖြစ်ဘူးမလုပ်ဖြစ်ဘူးဆိုတော့ကျွန်တော်လည်းကိုယ်အလုံးနဲ့ကိုယ်ရှုပ်နေတဲ့ချိန်ကြတော့ဟောပေါ့ဟိုအဲ့ဘက်ကိုမလုံးနိုင်ဘူးဖြစ်နေတယ် ကျွန်တော်တို့ဘာမှစီစီပင်းကြီးရတော့မလို့ပေါ့ပြန်တော့စုံနေရတယ်တော်တော်များများတော့ဟိုနမိတ်တော့မပြောတော့ပါအများကြီးပဲဝိုင်းစုံကြတယ်ဆိုတော့တကယ်လို့စိုးရဲချင်းကြရင်လည်းကျွန်တော်နေရမဆိုင်ဘူးမဆိုင်လို့တော့ဟိုသူကနေသူတချင်းရေးစရာနဲ့ပဲညှိပြီးတော့လှုပ်သွားကြတာမျိုးကျွန်တော်တို့ဘာမှမသိနောက်ဆုံးဖွက်လာမှလာမြင်ရကြရတာပေါ့နော်